်မင်္ဂလာပါရှင်တာလွင်ထားရဲ့ဇွန်လ2ရက်နေ့ည8:00နာရီအထိနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါတာလွင်ထားရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တာလွင်ထား Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ကျွန်မယွန်းကြည့်ပြပါရှင်။ဒီကနေ့ညပိုင်းထုတ်လွှင့်မှုမှာတင်ဆက်ပေးမယ့်သတင်းတွေကတော့တဝယ်မှာစစ်တပ်လက်နက်ကြီးကြောင့်ကျောင်းထိုင်စီရတော်တပါးပြန်လည်တော်မူခဲ့တဲ့သတင်း လိုင်စင်မဲ့ရင်ဖန်းစီမှုကြောင့်မွန်နဲ့ကရင်လူမှုကယ်ဆယ်ရေးအသင်းတွေရန်နာပြီဆိုတဲ့သတင်းနဲ့ရွေးကောက်ပွဲအတွက်တည်ငြိမ်မှုရဖို့စစ်ကောင်စီအပြစ်ရတက်တန်းတိုးလိုက်တဲ့သတင်းတွေကိုပါရှုစားကြရမှာပါနိုင်ငံတကာသတင်းတွေမှာတော့ရုရှားလီဒါစကန်တွေဒရုန်းနဲ့တိုက်ခိုက်ခံရလို့လေယာဉ်အစီး40ကျော်ပျက်စီးခဲ့တဲ့သတင်းဟတ်ချ်ဖျားဘူးခွင့်ပြုချက်မပါတဲ့မွတ်စလင်2,6900ကျော်ကိုမကာမြို့ဝင်ခွင့်စော်ဒီတားမြစ်လိုက်တဲ့သတင်းတွေနဲ့အတူ အာနာသိန်းကလာတက်ဖြတ်ဖန်းစည်းခံရတဲ့ပြည်သူတွေရဲ့အချက်အလက်သတင်းနဲ့မိုးလေဝသသတင်းတွေကိုပါရှုစားကြရမှာပါတနင်္လာတိုင်းတဝဲမြို့နယ်စော်ဝကျေးရွာထဲကိုစစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်မှုကြောင့်ကြောင်းထိုက်စရာတော်တပါပြန်လည်တော်မူခဲ့တယ်လို့ဒေသခံတွေကတလွင်ထားမှုပြောပါရတယ်။ ဇွန်လ၁ရက်နေ့ည၃နာရီအချိန်ခန့်မှာတဝဲအခြေဆိုင်စစ်ကောင်စီတပ်ကလက်နက်ကြီးပြစ်ခတ်ရာကနေစော်ဝကျေးရွာရှိတစ်စိမ့်ပင်ဖုံကြီးချောင်းဝင်းအတွင်ကြားရောက်ပောက်ကွဲခဲ့ပါတယ်။လက်နက်ကြီးကြားရောက်ပောက်ကွဲမှုကြောင့်တပ်တော်66နဲ့ရွယ်ကျောင်းထိုင်စီရတော့ဗတ်တန်သားအိန်တော်ပါတာဟာဥကောင်းလက်နက်ကြီးစထိမှန်ပြီးပြန်လုံတော်မူသွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီနေမှာပဲတဝဲမျိုးနဲ့ရွှေကူတရားအနီးဝန်းကျင်မှာစစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက်30အရွယ်အမျိုးသားတူနတ်နတ်ကြီးထိမှန်တေဆုံးသွားခဲ့တယ်လို့ဒေသခံတွေရဲ့ပြောပြချက်အရသိရပါဗျ။ဒေသခံတွေရဲ့အဆိုအရစစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုဟာရွှေကူတရားစစ်ဆေးရေးဂိတ်ကိုတော်လိုင်းတပ်ဖွဲ့တွေဝင်ရောက်တိုက်ခိုက်မှုကိုလက်နက်ကြီးပစ်ကူပေးရာကနေဖုံကြီးအပါဝင်အရသားတွေပါထိခိုက်တေဆုံးသွားခဲ့တာဖြစ်ပါတယ်။ရွှေကူတရားတိုက်ပွဲနဲ့ပတ်သက်ပြီးစစ်ကောင်စီအပြင်တော်လိုင်းအင်အားစုပူးပေါင်းအဖွဲ့တွေဘက်ကလည်းလက်ရှိအချိန်ထိသတင်းထုတ်ပြန်တာမရှိသေးပါဘူး။ ထပ်မံပြီးစစ်ကောင်စီအာဏာသိမ်းထားတဲ့1582ရက်တွင်ကြာဆုံးသူနဲ့ဖမ်းဆီးခံရသူတွေရဲ့နောက်ဆုံးရရှိထားတဲ့စင်းကိုတင်ဆက်ပေးပါမယ်။အာနာသိန်းစစ်ကောင်စီကြောင့်နိုင်ငံတော်မှာအာနာသိန်းမှုဖြစ်ခဲ့တဲ့1582ရက်အတွင်းအကြမ်းဖက်တပ်ဖြတ်ခံရပြီးကြာဆုံးခဲ့သူ6964ဝတ်ထိရှိလာပြီးဖြစ်ပါတယ်။ဒါ့အပြင်ဖမ်းဆီးထိန်းသိမ်းခံထားရသူ2902ဝတ်ထိရှိလာပြီးဖြစ်ပြီးပြန်လည်လွတ်မြောက်လာသူ8135ဝတ်ထိရှိလာပြီးဖြစ်ပါတယ်။ မိုးပြင်းနယ်မှာတော့အာဏာသိမ်းမှုကာလတွေအတွင်းစစ်ကောင်စီရဲ့အကြမ်းဖက်တပ်ဖြတ်ခြင်းခံရသူ82ဦးရှိကဖမ်းဆီးခံထားရသူ100ကျော်မှ200ကျော်ပြန်လည်လွတ်မြောက်ထားပါတယ်။ဒီအစီအစဉ်ကိုတော့နိုင်ငံရေးကျင်းသားများကုညီဆောင်ရှောက်ရေးအသင်းထံမှရယူဖော်ပြတာဖြစ်ပါတယ်။ မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်မှာစစ်ကောင်စီကလိုင်စင်မဲ့ရှင်တွေကိုအင်အားအလုံးရင်းနဲ့လိုက်လံဖမ်းဆီးနေမှုကြောင့်ကုညီကယ်ဆယ်ရေးအသင်းအများစု လူနာမပိုးဆောင်ရဲကြတော့ပဲယာယီရနာကြတော့မှာဖြစ်ပါတယ်။ဒီအကြောင်းကိုတော့အီမီယောင်ကတင်ဆက်ပေးထားပါတယ်။မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်မှာစစ်ကောင်စီရဲ့လိုင်စင်မဲ့ရင်တွေဖမ်းဆီးမှုကြောင့်ကုညီကယ်ဆယ်ရေးအသင်းအများစုလူနာမပိုးဆောင်ရဲတော့ပဲယာယီရနာတော့မဲ့အကြောင်းကြီးညာမှုတွေရှိလာပါတယ်။စစ်ကောင်စီဟာဇွန်တရနေ့ကစပြီး မူပင်းနယ်နဲ့ကရင်ပြည်နယ်မှာလိုင်စင်မဲ့ရင်တွေကိုအင်အားလုံးရင်းနဲ့လိုက်လံဖမ်းဆီးပြီးတင်းဆဲရေးယူမှုတွေလှုပ်ဆောင်နေတာပါ။ကရင်ပြည်နယ်မှာတော့လိုင်စင်မရှိတဲ့လူမှုကွန်ရက်အသင်းကားတွေကိုပါဖမ်းဆီးတင်းဆဲနေတဲ့အတွက်ကြောင့်လူမှုကွန်ရက်အသင်းတော်တော်များများဟာဖအံကိုလူနာမပို့ရတော့ပဲတတလုံးမှာရနာသွားမဲ့အကြောင်းအသိပေးတာတွေရှိနေတာပါ။အထူးသဖြင့်နိုင်ပွဲမြို့နယ်အတွင်းကကြေးရွာတွေအလုံးနီးပါးနဲ့ဖအံမြို့နယ်အတွင်းကြေးရွာတွေမှာရှိနေတဲ့ လူမှုကွန်ရီရဲ့အသင်းအားလုံးနီးပါးရဲ့ကားတော်တော်များများဟာအခုလက်တလုံးမှာလူနာမပို့ဆောင်တော့ပဲယာယီရနာထားတော့မယ့်အကြောင်းအသိပေးခဲ့ပါတယ်။အမိမဖော်လို့တဲ့လူမှုကွန်ရီအသင်းတာဝန်ရှိသူတို့ကစစ်ကောင်စီရဲ့လိုင်စင်မဲ့ရင်ဖမ်းဆီးမှုကြောင့်ပြည်သူတွေပေါ်ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ကဏ္ဍတစ်ခုလုံးထိခိုက်မှုကြီးမားလာနိုင်တယ်လို့တန်လွင်တိုင်းကပြောပါတယ်။ဝင်းဖိုးရေဘလုံးဝတောက်တာတွေပဲတောင်းတာများတယ်။လူချင်းတွေကလည်းတိုင်းတောင်းလို့ရမဝေလူနာဘူးလို့ဟိုဒီ ရဇာကတော့မသိလို့ဝေးတော့တာနိုင်ကြသည်လို့ဝေးတော့တာအဲ့လိုပဲတောင်းတာညာ။ဒရိုက်တာသူကိုကလွန်တော့ဖားရောက်မိုးပြီးပြီးပြီးဆိုတော့တော့ဖားရောက်ကြအောင်။အဲ့တော့ဒီမှာရေဘောလူနာတွေကအတန်ကြီးကြီးနေအက်ဆီဒန့်လူနာရှိမှတက်ကြည့်ရိုးလေးကျမကြီးမပါနဲ့လူတွေမှာဒီရမိုးရဒီဆိုရင်ကလေးတောက်ကူရရပြီဆိုရင်ဒရိုက်တာကားတွေမရှိဘူးဆိုရင်ဒီလူတွေဘက်တော့ဖားရောက်မှာ။ ကရင်ပြည်နယ်စစ်ကောင်စီကလိုင်စင်မဲ့ရင်ဖမ်းဆီးမှုကြောင့်လူမှုကယ်ဆယ်ရေးကားတွေလူနာမပို့ရတော့ဘဲရန်နာထားရတဲ့အတွက်အထူးသဖြင့်ဖမ်းနှိုင်းပွဲမြို့နယ်တွေကကျေးလက်ဒေသတွေမှာရှိနေတဲ့အရေးပေါ်လူနာတွေအတွက်သွာလာရေးမှာပုံမိုပြီးဆူဆူရွရွဒုက္ခကြုံရနိုင်တယ်လို့ဖမ်းမြို့ကန်တွေကပြောကြပါတယ်။မိမဟော်လို့တဲ့လူမှုကယ်ဆယ်ရေးအသင်းတာဝန်ရှိသူတို့ကလည်းမွန်ပြည်နယ်မှာလည်းစစ်ကောင်စီရဲ့လိုင်စင်မဲ့ရင်ဖမ်းဆီးမှုကြောင့်လူမှုကယ်ဆယ်ရေးအသင်းအများစုလုပ်ငန်းရင်နာလာကြတယ်လို့ပြောပါတယ်။ အခုတနိုင်ငံလုံးကဖမ်းဖို့မေးထုတ်တာတော့ဖမ်းတော့အခုဖမ်းနေဆိုရပရာဟိတအမြင်ဖမ်းနေဆိုတော့ကဖမ်းတော့ကားသိနေလူကသူ့ဘုံသဘောအဲဥပဒေနဲ့တရားစွဲတယ်ကျွန်တော်တို့ကရောက်ဒီလူတွေဒုက္ခရောက်ပါလေကျွန်တော်အတင်းပေးတယ်တော့ကျင်ညာတယ်တော်တော်များများယာယီခဏနာဆိုတော့ဒုက္ခရောက်တာတော့တော်တော်လေးဒုက္ခရောက်တော့ဟိုဟိုအသက်မဆုံးဆုံးတဲ့ဥစ္စာတွေဆုံးဆုံးရမယ်အကယ်၍ရန်ကယ်မယ်မေရအရကကိုတားဒုက္ခရောက်မယ် မျက်နာမဲ့ပုံစံလို့ဆိုတော့မလုပ်ကြတော့ဘူးစစ်ကောင်စီအနေနဲ့လိုင်စင်မဲ့ယာဉ်တွေကိုမန်းစီးတဲ့နေရာမှာပြည်သူအသက်ကိုကူညီနေတဲ့ပရိုက်တာဖွဲ့တွေရဲ့ကားတွေကိုရှော့ပေါ့ပေးတဲ့လို့မရှော့ပေါ့ပေးနိုင်ပါကပရိုက်တာဖွဲ့တွေကူညီတဲ့အတိုင်းပြည်သူတွေကိုကူညီနိုင်အောင်လှုံ့ဆော်ထားတဲ့နေလို့သူကဆက်ပြောပါတယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာလက်နက်ကင်ဖွဲ့စည်းတွေပြင် စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေများစုဟာနိုင်စင်မဲ့ရင်တွေကိုသာမိခိုအားထားအသုံးပြုနေရတာဖြစ်ပြီးကျမ်းမာရေးပညာရေးလူမှုရေးစီးပွားရေးစတဲ့ကဏ္ဍတွေအားလုံးမှာနိုင်စင်မဲ့ရင်တွေပေါ်အဓိကအားထားအသုံးပြုနေရတာဖြစ်ပါတယ်။နိုင်စင်မဲ့ရင်တွေကိုဖန်ဆီးပြီးတင်ဆက်နေပြီးမဲ့ကရင်လက်နက်ကိုင်ဖွဲ့စည်းတွေဖြစ်ကြတဲ့ BGF, KNU, KNNA, PC, DKBA ဖွဲ့စည်းတွေရဲ့နိုင်စင်မဲ့ကားတွေကိုတော့စစ်ကောင်စီကဖမ်းဆီးခြင်းမပြုဘဲမတိကျွန်းကျွန်းပြုနေတာတွေရှိတဲ့အတွက်ဝေဖန်မှုတွေလည်းရှိနေခဲ့ပါတယ် မြန်မာနိုင်ငံမှာငလင်လှုပ်ခတ်ပြီးတဲ့နောက်စစ်ကောင်စီကတည်ငြိမ်ရေးကိုရှေ့ရှုပြီးယာယီအပြစ်ခတ်ရက်စဲရေးကာလကို၄ချိန်မြောက်အဖြစ်ဇွန်လ၁ရက်နေ့ကနေ၃၀ရက်နေ့ထိထပ်မံတိုးမြှင့်လိုက်ပါတယ်။ဒီအကြောင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်။ရွေးကောက်ပွဲကိုအခုနှစ်အတွင်းမဖြစ်မနေကျင်းပနိုင်ရေးပြင်ဆင်နေပြီးဒေသအလိုက်တည်ငြိမ်မှုရှိဖို့လိုအပ်တဲ့အတွက်ဇွန်လကုန်ထိအပြစ်ရက်တက်တန်းတိုးမြှင့်လိုက်တယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာငလျင်လှုပ်ခတ်ပြီးတဲ့နောက်ပိုင်းစစ်ကောင်စီကတည်ငြိမ်ရေးကိုရှေ့ရှုပြီးယာယီအဖြစ်ခက်ရစေးရေးကာလကို၄ချိန်မြောက်အဖြစ်ဇွန်တရက်ကနေ31ရက်ထိထပ်မံတိုးမြှင့်လိုက်တာပါငလျင်အသက်ဒေသတွေမှာပြည်내တိဆောက်ရေးနဲ့ထူထောင်ရေးလုပ်ငန်းတွေဆက်လုပ်နိုင်ရေးရွေးကောက်ပွဲကျင်းပနိုင်ရေးနိုင်ငံနဲ့နိုင်ငံသားအားလုံးရဲ့အကျိုးစီးပွားကိုပေါ်ဆောင်နိုင်ရေးနဲ့စစ်မှန်တဲ့ငြိမ်းချမ်းရေးပေါ်ဆောင်နိုင်စေဖို့အကြောင်းပြထားပါတယ် ဆရာနာရှင်စနစ်စန့်ကျင်ရေးတိုက်ပွဲတွေကိုရင်ဆိုင်နေရတဲ့စစ်ကောင်စီအနေနဲ့ရွေးကောက်ပွဲကျင်းပချိန်မှာတနိုင်ငံလုံးမှာရှိတဲ့ဆန္ဒမဲပေးပိုင်ဝင်ရှိသူအားလုံးမဲပေးနိုင်ရေးဒေသအလိုက်တင်းကျင်းအေးချမ်းဖို့လိုတယ်လို့ဆိုပါတယ်။စီဒီအမ်ပိုကြီးစင်ရော်ကဆုံးရှုံးနယ်မြေတွေအားလုံးကိုပြန်ယူဖို့အနေထားမရှိတာကြောင့်အပြစ်ရဲ့ကြေညာယုံနဲ့တနိုင်ငံလုံးမှာရွေးကောက်ပွဲဖြစ်လာနိုင်စရာအကြောင်းရှိဘူးလို့သုံးသပ်ပါတယ်။ သူတို့ပြောနေတဲ့ရွေးကောက်ပွဲဆိုတာတကယ်တမ်းလုံးဖြစ်မယ်ဆိုရင်လည်းဟန်ပြရွေးကောက်ပွဲပဲပြီးရင်သူတို့အနေနဲ့အပြစ်ခတ်ရဆဲနေုံနဲ့တော့မရအောင်တနိုင်ငံလုံးသူတို့စစ်တပ်လက်ထက်ရဲ့ကိုပြန်ရောက်သွားရင်တော့ဒါရွေးကောက်ပွဲဖြစ်နိုင်တယ်တနိုင်ငံလုံးစစ်တပ်ထဲကိုပြန်ရောက်ဖို့ဆိုတာလည်းသူတို့နောက်9နှစ်6နှစ်အတွင်းမှာကြိုးစားလဲစစ်ကောင်စီအဖို့ကတော့ဆုံးရှုံးပြီးသားနယ်မြေတွေကိုပြန်တိုက်ယူနိုင်တဲ့အနေအထားမရှိဘူးလို့ပြောရမှာဖြစ်ပါတယ်ဒါကြောင့်အပြစ်ခတ်ရယုံနဲ့တော့ရွေးကောက်ပွဲဖြစ်လာနိုင်စရာအကြောင်းမရှိဘူးလို့ပဲပြောရမှာဖြစ်ပါတယ် ဒီဇင်ဘာတတိယပတ်ကနေနောက်နှစ်ဇန်နဝါရီဒုတိယပတ်အတွင်းရွေးကောက်ပွဲကျင်းပမယ်လို့စစ်ကောင်စီကကြေညာထားပြီးလုံခြုံရေးအခြေအနေအရကျင်းပနိုင်မယ်မဲဆန္ဒနယ်မြေတွေကိုမတက်မရသေးပါဘူး။လွတ်လပ်တဲ့သူတေသနာအဖွဲ့အစည်းတွေရဲ့ချက်လက်တွေရနိုင်ငံတော်ဝန်စီးပဋိပက္ခဖြစ်စဉ်တွေမရှိသေးတဲ့မြို့နယ်အခြေအတွက်ဟာ60သားကြန့်ရှိတော့တာပါ။စစ်ရေးကက်ခတ်တွေကတော့နယ်မြေများစွာဆုံးရှုံးထားတဲ့ရှမ်းမြောက်မှာရွေးကောက်ပွဲကျင်းပဖို့တရုတ်ဆိုရကနေတဆင့်တပ်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုဖိအားပေးလာနိုင်တယ်လို့ဆိုပါတယ်။ဒါပေမဲ့ရခိုင်ပြည်နယ်ပါဝင်ကချင်း ချင်းနဲ့ကရင်နီကတိုင်းဒေသနဲ့ကန်တွေနဲ့ပူးပေါင်းဖွဲ့တွေထိန်းချုပ်ထားတဲ့ဒေသတွေမှာတော့ရွေးကောက်ပွဲလုပ်နိုင်မှာမဟုတ်ဘူးလို့ထောက်ပြပါတယ်။တစ်ဖက်မှာမန္တလေးတိုင်းမကွေးတိုင်းနဲ့စကိုင်းတိုင်းဘက်ကိုစစ်ကောင်စီကမြို့ပေါ်တွေလောက်တာနေမြေဆုံးမမှုရှိနိုင်ပေမဲ့ကျေးလက်ဒေသတွေမှာတော့စေးပဋိပက္ခဖြစ်ပွားနေတာပါ။အညာဒေသမှာလည်းစစ်ကောင်စီရဲ့စစ်ကြောင်းထိုးမှုတွေများပြားရှိနေပြီးမိုးမကြခင်ကာလရေခါရင်တန်းတွေတောက်လျှောက်သွာလာလှုပ်ရှားမှုမပြတ်တဲ့အနေအထားလို့စေးကက်ခက်တွေကဆိုပါတယ်။စီရီယာဘူကြီးကောင်းတူဝင်က အပြစ်ခတ်ရဆဲပေမဲ့မြေပြင်မှာစေအေးဆိုင်ရာလှုပ်ရှားမှုတွေကိုရှော့ချတာမရှိတဲ့အတွက်စစ်ကောင်စီကဆက်ပြီးထိုးစစ်ဆင်မဲ့အနေထားလို့သုံးသပ်ပါတယ်။ ဖြစ်ခက်ရက်စဲရေးဆိုတာကဟိုဘောနော်ဒီစာရွက်ပေါ်ပါတာဖြစ်ပြီးတော့ဘောနော်ဒီမြေပြင်မှာတော့ဒီထိုးစစ်ကိုအစင်မြဲတိုင်းဆင်နေပြီးအနေထားမျိုးတွေရှိတယ်။အဲဒီစတုဒ္ဒချိန်ပြီးရင်တော့ဘောနော်နောက်ထပ်ဒီလိုမျိုးအချိန်တွေထပ်ပြီးတော့လာပြီးဆိုရင်လည်းလာတယ်ဆိုရင်လည်းဘောနော်ဒီဒီလိုမျိုးအဖြစ်ခက်ရက်စဲရေးဆိုတာလုံးဝမယုံကြည်ရတဲ့အဖြစ်ခက်ရက်စဲရေးမျိုးဖြစ်ပြီးတော့မြေပြင်မှာပဲထပ်ပြီးတော့သူတို့ကဆက်ပြီးတော့ထိုးစစ်ဆင်တဲ့အနေထားမျိုးတွေကတော့အမြဲရှိနေမှာပါ။မြန်မာညွေရေးဆိုရအန်ယူဂျီရဲ့အစည်းအဝေးတွေက စစ်ကောင်စီရဲ့အပြစ်ရကြေညာချက်နှစ်ကြိမ်အတွင်းနိုင်ငံတော်ဝင်လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ရက်သား300နီးပါးတိစုံခဲ့ပြီး456ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။အပြစ်ရကာလအတွင်း EO တွေပါဝင်လက်နက်ကင်ဖွဲ့တွေအနေနဲ့တက်စကန်တွေဌာနချုပ်တွေကိုတိုက်ခိုက်တာအင်အားစုဆောင်တာနယ်မြေချက်ထွင်တာတွေလုပ်ရင်လိုအပ်တဲ့တုံ့ပြန်မှုတွေလုံဆောင်သွားမယ်လို့စစ်ကောင်စီကတီးပေးထားတာပါ။လီလာသူတွေကတော့ရွေးကောက်ပွဲအကြောင်းပြချက်နဲ့နိုင်ငံတကာတိုင်းဝန်ကစောင့်ကြည့်တဲ့အဖွဲ့အစည်းတွေကိုမြင်သာအောင်စစ်ကောင်စီကဟန်ပြတတ်တဲ့အပြစ်ခတ်ရစေတာလို့ဝေဖန်ပါတယ် လောဆယ်မှာထိုင်းမြန်မာနေဆက်မှာရှိတဲ့စစ်ကောင်စီတက်စကန်တွေကို KNL နဲ့ပူးပေါင်းတက်တွေကတိုက်ခိုက်သိမ်းပိုက်နေသလိုရခိုင်မှာလည်း A ကကြောက်ဖြူမျိုးနယ်အတွင်းမှာရှိတဲ့တက်စကန်တွေကိုထိုးစစ်ဆင်နေတာဖြစ်ပါတယ်။စစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမေအောင်လှိုင်ကတော့တိုင်းသက်လက်တကိုင်အဖွဲ့ရီနဲ့တက်ဆိုင်သူတွေအနေနဲ့ယာယီအားဖြင့်အပြစ်ခက်ရဲစဲထားခြင်းပေါ့အလေးထားစဉ်းစားပြီးလိုက်နာပေးကြဖို့တိုက်တွန်းထားပါတယ်။ နိုင်ငံကသတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ Russia Leaders Camp တွင် drone နဲ့တိုက်ခိုက်ခံရလို့လေယာဉ်အစီး40ကျော်ပျက်စီးခဲ့ပါတယ်။ဒီသတင်းကိုတော့ဘေဘက်ကပြပြပေးထားပါတယ်။ Russia နဲ့နိမိတ်အတွင်းနဲ့နဲ့ထဲရှိလေတပ်အခြေစိုက်စခန်း၄ခုကိုခိုးသွင်းထားတဲ့ drone တွေနဲ့ကြီးကြီးမားမားတိုက်ခိုက်မှုအတွင်းနျူကလ িয়ার လက်နက်တပ်ဆင်နိုင်တဲ့ Russia ဘုံကျဲလေယာဉ်40ကျော်ကိုဖျက်ဆီးနိုင်ခဲ့တယ်လို့ Ukraine ကပြောပါတယ်။ ယူကရိန်းလုံခြုံရေးဌာန SBU ကပြုလုပ်ခဲ့တဲ့ပင်ကိုအိမ်စစ်ဆေးရေးအတွင်း drone 118စီးအသုံးပြုခဲ့ကြောင်းနဲ့ရုရှားရဲ့ဗျူဟာများ cruise တုံးကြီးတင်လေယာဉ်တွေရဲ့34ရာခိုင်နှုန်းကိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သမရဗလိုဒီမာဇလန်စကီကပြောပါတယ်။ဒီလိုစစ်ဆင်ရေးကိုအကောင့်ထဲပေါ်ဖို့တစ်နှစ်ခွဲအချိန်ယူခဲ့ရကြောင်း SBU သတင်းအရင်းမြစ်တွေကပြောပါတယ်။ယူကရိန်းကဒေသ၅ခုကိုတိုက်ခိုက်ခဲ့ကြောင်းရုရှားကအတည်ပြုပြောကြားပြီးအကြမ်းဖက်တိုက်ခိုက်တဲ့လုပ်ရည်ဖြစ်တယ်လို့ဆိုပါတယ်။ ရုရှားနဲ့ယူကရိန်းကြားတူရကီနိုင်ငံအက်စတမ်မူမြို့မှာငင်းချင်းရေးဆွေးနွေးပွဲဒုတိယအကြော့ကျင်းပနေချိန်မှာအခုလိုတိုက်ခိုက်မှုထွက်ပေါ်လာတာဖြစ်ပါတယ်။ရုရှားမုံကျဲလေယာဉ်တွေရှိနေတဲ့နေရာအနီးကုန်တင်ကားတွေပေါ်ကတစ်တာတစ်တာတွေရဲ့ခေါင်းမိုးမှာဖွက်ထားတဲ့ drone တွေနဲ့ယူကရိန်းကအငိုက်ဖန်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီ drone တွေတစ်တာတစ်တာတွေထဲရှိနေရဲဆိုတာကိုကားမောင်းနေသူတောင်မသိခဲ့ဘူးလို့ဆိုပါတယ်။ ဘုံကျဲလိရင်တွေရန်နာထားတဲ့နေရာ အနီးအဲ့ဒီကုန်းကားကိုရပ်ထားပြီးတော့ယူကရိန်းစစ်သားတွေကအဝေးထင်းခလုတ်တွေနဲ့ဒရုန်းတွေကိုအသက်သွင်းပြီးအချိန်ကိုက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီစစ်စင်ရေးမှာပါဝင်သူအလုံးရုရှားနယ်မြေထဲအနီးရဲ့ကင်းစွာဆုတ်ခွာနိုင်ခဲ့ကြောင်းတမရဇလန်စကီကပြောပါတယ်။သူတို့ရဲ့တိုက်ခိုက်မှုကြောင့်ရုရှားဘုံကျဲလိရင်တွေထိခိုက်ပျက်စီးမှုတန်ဖိုးကန်ဒေါ်လာ9ဘီလီယံလောက်ရှိကြောင်းနဲ့မကြာခင်အသေးစိတ်ကိုထုတ်ပြန်သွားမယ်လို့ယူကရိန်းလုံခြုံရေးဌာနကပြောပါတယ်။တိုက်ခိုက်ခံရတဲ့လေတပ်အခြေစိုက်စခန်း လေးခုအနက်နှစ်ခုဟာယူကရိန်းနဲ့မိုင်းထောင်ပေါင်းများစွာအကွာမှာတည်ရှိနေတာဖြစ်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ရုရှားကယင်မောင်းနေသူအပါအဝင်လူတချို့ကိုဖမ်းဆီးထားပါတယ်။ယူကရိန်းရဲ့တိုက်ခိုက်မှုအတွက်ရုရှားကဘလို့တုတ်ပြန်မလဲဆိုတာကိုတော့မသိရသေးပါဘူး။ဟတ်ဖျားဘူးခွင့်ပြုချက်မပါတဲ့မွတ်စလင်26,900ကျော်ကိုမက္ကာမြို့ဝင်ခွင့်စော်ဒီတားမြင့်လိုက်ပါတယ်။ဒီသတင်းကိုတော့ဝိုင်းနေကတင်ဆက်ပေးထားပါတယ်။ မကာမြို့သို့တရားမဝင်ဝင်ရောက်မှုကိုအာဏာပိုင်တွေကနှိမ်နင်းနေချိန်ဟတ်ဖျားဘူးခွင့်ပြုချက်မပါတဲ့မွတ်စလင်26,900ကျော်ကိုမကာမြို့သို့ဝင်ခွင့်တားမြစ်ခဲ့တယ်လို့ Sorry IP ရရရှိတွေကဇွန်တရက်မှာပြောကြားလိုက်ပါတယ်။တရားမဝင်ဖျားဘူးတွေကြောင့်ဟတ်ဖျားဘူးကာလမှာလူတွေပြုတ်သိမ့်နေတာဖြစ်တယ်လို့ Sorry ရရှိတွေကပြောပါတယ်။ဒီကတဲ့နှစ်ကအပူချိန်ပြမလွန်းတာကြောင့်တေဆုံးခဲ့သူများစုဟာလည်းတရားမဝင်လာရောက်သူတွေဖြစ်တယ်လို့ Sorry IP ရကပြောပါတယ်။ အခုလိုနှင်ထုံးမှုက hash ဖျားဖို့လာရောက်လူတွေနဲ့တရားမဝင်လာရောက်သူအရေးအတွက်ပုံများလာတာကိုမိမောင်းထုတ်ပြနေပါလိမကာတို့လက်ရှိရောက်ရှိနေတဲ့မွတ်စလင်ဖျားဖို့တိတသမ၄တန်းရှိပြီးတော့လာမယ့်ရက်ပိုင်းအတွင်းပုံများလာအောင်မယ်လို့မျှော်လင့်ရပါလိ hash ဖျားဖို့စီစဉ်မှာခွင့်ပြုချက်မရှိဘဲပါဝင်ဆင်နွှဲသူတွေအနေနဲ့ဒဏ်ငွေကန်ဒေါ်လာ9000နဲ့နှင်ထုတ်ခံရတာမျိုးလို့တခြားပြစ်ဒဏ်တွေလည်းချမှတ်ခံရနိုင်ပါလိအဲ့ဒီမူဝါဒမှာနိုင်ငံသားတွေနဲ့ sorry IPR မှာအမြဲတမ်းနေထိုင်ခွင့်ရထားသူတွေလည်းအကျုံးဝင်ပါလိပါမင်းမရှိသူ 2,6688ဦးကိုမကာတို့ဝင်ခွင့်မပေးဘဲတားမြစ်ခဲ့တယ်လို့မကာမြစ်မှာ ပြုတ်လုခဲ့တဲ့သတင်းစာရှင်းလင်းပွဲအတွင်းရရှိတွေကပြောတာပါ။စီးမြင့်ဥပဒေတွေအရမကာမြို့မှာနှစ်ပေါင်အောင်နေထိုင်သူတွေတောင်ခွင့်ပြုချက်ရှိမှဖျားဘူးစီစဉ်မှာပေါင်ဝင်ရှိတာဖြစ်ပါတယ်။ hash ဖျားဘူးစီကမ်းတွေကိုချိုးဖောက်တဲ့ sorry ibr ဒေတာကန်23000ကိုအနာဘယ်နီကပြစ်ဒဏ်တွေချမှတ်ထားပြီးတော့ hash company 400ရဲ့လိုင်စင်တွေကိုရုပ်သိမ်းထားပါတယ်။မွတ်စလင်တွေအနေနဲ့ငွေကြေးအရရုပ်ပိုင်းဆိုင်ရာအရ ဖျားဖို့သွားဖို့တက်နိုင်နေဆိုရင်တသက်မှာတခါ hash ဖျားဖို့ခီးသွားဖို့တာဝန်ရှိတယ်လို့ဘာသာရေးအရသတ်မှတ်ထားတာဖြစ်ပါတယ်မနေ့ပြန်စောလ3ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်သတင်းကိုတင်ဆက်ပေးပါမယ်ရှင် ဒီကနေ့မြန်မာစံတော်ချိန်ညနေ9:00နာရီအချိန်တိုင်းထွာချက်တွေအရမြန်မာနိုင်ငံတပြည်လုံးမှာတိမ်အသင်းသင်းမှတိမ်ထူထက်နေတာကိုတွေ့ရပါတယ်။မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေကလွယ်လို့ကြံဒေသအားလုံးမှာမိုးအသင်းသင်းရွာသွန်းနေခဲ့ပြီးရခိုင်ပြည်နယ်မှာတော့နေရာကွက်လိုမိုးကြီးနေခဲ့တာကိုမိုးလေဝသဂျိုဒူးပုံရိပ်ဒီမှာတွေ့မြင်ခဲ့ရပါတယ်။မနက်ဖြန်အတွက်ခံမှန်းချက်ကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အသင်းသင်းမှတိမ်ထူထက်နိုင်ပြီးမုတ်တုံလီအားကောင်းရာမှာအားအလုံးကောင်းလာနိုင်ပါတယ်။ တနင်္သာရီကံယူရန်ရခိုင်ကံယူရန်မုံတမခွေနဲ့မြဝကျွန်းပေါ်ဒေသတွေမှာလေဟာအနောက်နောက်တောင်ဘက်ကနေတနာရီ25မိုင်မှမိုင်30ခန့်ထိတိုက်ခတ်နိုင်ပြီးပင်လယ်ပြင်မှာလှိုင်းကြီးနိုင်ပါတယ်။မိုးအချိန်တွေမှာရှမ်းပြည်နယ်မြောက်ပိုင်းမန္တလေးတိုင်းပဲခူးတိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်ကရင်နီပြည်နယ်နဲ့တနင်္သာရီတိုင်းတို့မှာနေရာကွက်လို့မိုးကြီးနိုင်ပါတယ်။ကချင်ပြည်နယ်အတွင်းမိုးစတဲ့ရွာသွန်းမှုကြောင့်အေယာဝတီမြေရိုးတစ်လျှောက်ဒေသတွေနဲ့မြေရည်ကြီးမှုအန္တရာယ်ကိုအထူးသတိပြုကြိုတင်ရှောင်ရှားကြရမှာဖြစ်ပါတယ်။ ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်လို့မိုးကြီးခြင်းတွေကြောင့်မြေပြိုခြင်း၊တောင်ပြိုခြင်းနဲ့မြေဝကျွန်းပေါ်ဒေသတွေမှာကဘာပြိုခြင်းတွေဖြစ်ပေါ်နိုင်လို့အထူးသတိပြုကြရမှာဖြစ်ပါတယ်။အမြင့်ဆုံးပူချိန်တွေအနေနဲ့မော်လမြိုင်မြို့မှာ30ဒီဂရီစင်တီဂရိတ်၊ဖမ်အမြို့မှာ29ဒီဂရီစင်တီဂရိတ်နဲ့ဒဝယ်မြို့မှာ28ဒီဂရီစင်တီဂရိတ်အသီးသီးစီရှိနိုင်ပါတယ်။မြန်မာနိုင်ငံအလဲပိုင်းအနောက်မြောက်ပိုင်းနဲ့မြဝကျွန်းပေါ်ဒေသတွေမှာ ခရမ်းလုံရောင်ကြီးအညွန်ကိန်းအလုံးမြင်မာတဲ့အဆင့်မှာရှိနေနိုင်ပြီးကြံဒေသတွေမှာတော့တာမန်ဆင့်မှာရှိနေနိုင်တယ်လို့ခန့်မှန်းရရှိပါတယ်။ဒီမိုလေးဝသအစည်းအဝေးကိုတော့မြို့သားညီညွတ်ရေးဆိုရလူသားချင်းစာနာထောက်ထားရင်းနဲ့ဘေးရန်တွေဆိုင်ရာဝန်ကြီးဌာနနဲ့ဝင်းဒီတော်ကွန်မတို့ကနေရယူဖော်ပြတာဖြစ်ပါတယ်။တောင်လင်းထားရဲ့ည၈နာရီအထိနောက်ဆုံးရသတင်းထုတ်လွှင့်မှုအစည်းအဝေးကိုကြည့်ရှုခန်းစားခဲ့ရတာပါ။ တောင်လင်ထားရဲ့သတင်းထုတ်လွှင့်မှုတွေကို Facebook, Telegram, Instagram, YouTube, Website, X, TikTok နဲ့တောင်လင်ထား Application ကနေလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။